လူတွေကကျွန်တော်အဆင်ပြေသွားကြတယ်အကုန်လုံးအခက်အခဲတွေဘာမှမရှိတော့နောက်ဆုံးဒီခွင်းထဲမှာလုံနေတဲ့ဆိုင်ရအစာဖယ်သွားတယ်ဆိုပြီးတော့အဲ့လူတွေပဲထင်မြင်ကြတာလူတိုင်းလူတိုင်းထင်နေတာဘလုံးမရှင်းပြခွင့်မရကျွန်တော်ဒီခွင်းထဲမှာဆိုင်လေးလုပ်တယ်နောက်ဆုံးအဲ့ဒီဆိုင်ကိုမလွတ်လို့ဖယ်ပြီးပါဟာဖြတ်ပြီးပါဆိုလို့ကျွန်တော်ဖြတ်ပြီးလိုက်အဲ့တော့ကျွန်တော်ဘာအတွက်ဒီဆိုင်ကျွန်တော်ဖြတ်ရတာလဲ ဆိုတော့အဲ့ဆိုင်ကိုကျွန်တော်ဖြတ်ခိုင်းတဲ့အတွက်ကြောင့်ကျွန်တော်ဆိုင်ဖြတ်ပြလိုက်ရပါတယ်။ကျွန်တော်ဒီဆိုင်ကဒီသုံးနာမောင်လုံးကွင်းထဲကဆိုင်ကိုကျွန်တော်ဖြတ်ပြီးတော့ကျွန်တော်တခြားတနေရာမှာကျွန်တော်အစီအပြေရတယ်။ကျွန်တော်လုံးဝဖြောက်လိုက်။ဝင်ကျွန်တော်တွေ့ချင်တာဥက္ကရာမနေ့ကဘောလုံးပွဲကြောင့်ဥက္ကရာဥစ္စာကျွန်တော်ကဥက္ကရာနဲ့ကျွန်တော်စကားပြောတယ်အဲနော်ဥက္ကရာကျွန်တော်အဲ့လိုလေးပဲ ျွန်တော်ဘာလို့သွားရှင်းပြရမှာလဲကျွန်တော်ဘလို့ခက်ခဲနဲ့အဆင်ပြေလဲဆိုတော့ကျွန်တော်အဲ့ဒီပြိုင်ပွဲပြီးသွားပြီအဲ့ဒီဈေးရောင်းတဲ့အချိန်ကစပြီးတော့ကျွန်တော်ရဲ့အဆင်ပြေမှုဆိုတာကဘယ်ဟာကအဆင်ပြေလဲကျွန်တော်မေးချင်တာအာကျွန်တော်ကဟိုဒီတို့ဟူမဲလေးမိန်ကလေးပွဲရှိရဆိုတော့လေဒီပစိပိတ်ဇမ်းမားကနေပြီးတော့မှဒါဘောလုံးသမားတွေတည်းကနေပြီးတော့အဲမှာတို့ကစားဖို့အတွက်ခေါ်တဲ့အတွက်အဲ့တော့ကျွန်တော်အသင်းကကလေးတွေဘောလုံးသမားလေးတွေလည်းပေးဆောင်နေတယ် ျွန်တော်လည်းအရင်တော့ပူဇော်ကစားခဲ့တာဆိုတော့အာဒီကလပ်ပွဲလေးဝင်ပြီးတော့ကစားတာပါဟိုဟာပြန်ကစားပြည့်တယ်ဆိုတာဒီလိုကျွန်တော်ကဟိုဘောလုံးလည်းကစားခဲ့တယ်ပူဇော်မှာလည်းကျွန်တော်ဒီနိုင်ငံအတွက်ပေါ့နော်စီကိန်းပြိုင်ပွဲကြီးမှာကျွန်တော်ပူဇော်တက်ရယူခဲ့ပေးတယ်ပေါ့နိုင်ငံအတွက်အတွက်ကျွန်တော်အဲ့လိုမျိုးဆိုတော့ဒီပူဇော်ကစားနည်းကိုလည်းသဘောကျဘောလုံးကိုလည်းကြိုက်တယ်ဒါပေမဲ့ကိုကဟိုနီးပြားလေးလုံးနေပြီလက်ရှိအခုအသင်းမှာဆိုလည်းအုပ်ချုပ်သူတယောက်လုံးနေတာဒါပေမဲ့ကျွန်တော်ရှိတဲ့ ဟာလေးနဲ့ပေါ့နော်ကျွန်တော်ဒီအားကစားကိုနှစ်သက်တာလည်းဖြစ်တဲ့အတွက်ကြောင့်ဘောလုံးကိုလည်းကြိုက်တယ်ဖူစယ်ကိုလည်းကြိုက်တယ်ဒါကြောင့်ဒီတို့ရဲ့ဒီမိန်ကလေးဦးမန်းလေးပွဲလေးမှာကျွန်တော်ကဝင်ပြီးတော့ကိုဝါသနာပါတဲ့အရာတစ်ခုနဲ့ကိုမှရှိတဲ့အားနိုင်ပေါ့နော်လေဝေးစင်မဖြစ်တော့မှဒါပေမဲ့အရင်တော့ကစားကြတဲ့ကစားသမားတယောက်အနေနဲ့ကျွန်တော်ရှိတဲ့အရာလေးနဲ့ဝင်ပြန်တယ်အာဒီနေ့ဘွဲကျွန်တော်တို့ကဟို၁၀ကိုပဲကျွန်တော်ပြန်တယ်ပေါ့နော်၃ကိုကျွန်တော်ပြန်ပြီးတော့ဖိခိုင်းရတယ်ဟာ၁၀ကို၃ကို ဲဒါကြောင့်လည်းမေးလို့လည်းဖြေလိုက်တာเนาะ channel ကနေကျွန်တော်ဘာမှမရှိဘူးကျွန်တော်ဒီနေကနေပြီးတော့ဒီ interview လေးကိုတော့ဖြေရတာဖြစ်တဲ့အတွက်ကျွန်တော်ထုံးမှန်တယ်ဟောဘယ်သူဘယ်သူမှကျွန်တော်စော်လဲမစော်ကောင်းဘယ်သူဘယ်သူမှလည်းကျွန်တော်ရည်ရွယ်ပြောတာလည်းမဟုတ်ဘူးအဲဒီကိစ္စကကျွန်တော်ကိုတော်တော်ကို အဆုံးထင်နေတဲ့အရာတခုရှိတယ်ဒါမှမဟုတ်ကျွန်တော်ဒီကိစ္စကိုရှင်းလည်းမရှင်းဘူးပြောလည်းမပြောဘူးကျွန်တော်တော့အေးဆေးပဲနေတယ်ကျွန်တော်ကဒီလောကနဲ့ကျွန်တော်ကကြောက်ကြောက်အဆက်ပြတ်ပြီးတော့ကျွန်တော်မှကျွန်တော်သစ္စာမဲ့နေပြီးဘလုံးတက်မှနေတယ်ကျွန်တော်အလုပ်ကလေးကျွန်တော်ပုံမှန်လုပ်တယ်ဒါမှမဟုတ်အခုကောင်းလေးမေးတယ်မေးခွန်းလုံမျိုးပေါ့လူတွေကကျွန်တော်အဆင်ပြေသွားကြတယ်အကုန်လုံးအခက်အခဲတွေဘာမှမရှိတော့နောက်ဆုံးဒီခွင်းထဲမှာလုံနေတဲ့ဆန်ရအစာဖယ်သွားတယ်ဆိုပြီးတော့အဲ့လူတွေပဲထင်မြင်ကြတာလူတိုင်းလူတိုင်းထင်နေတာဘလို့မှရှင်းပြခွင့်မရဟုတ်ကဲ့ ျွန်တော်ဘာလို့သွားရှင်းပြရမှာလဲကျွန်တော်ဘလို့ခက်ခဲနဲ့အဆင်ပြေလဲဆိုတာကျွန်တော်အဲ့ဒီပြိုင်ပွဲပြီးသွားပြီအဲ့ဒီဈေးရောင်းတဲ့အချိန်ကစပြီးတော့ကျွန်တော်ရဲ့အဆင်ပြေမှုဆိုတာကဘယ်ဟာကအဆင်ပြေတာလဲကျွန်တော်မေးချင်တာကျွန်တော်ဘယ်ယာရီကကုညီပေးလိုက်တာဘသူကကျွန်တော်ကိုကြည်ပေးလိုက်တာကျွန်တော်ခက်ခဲကိုဘသူကထောက်ပံ့ပေးလိုက်တာဒါဆိုကျွန်တော်အဆင်ပြေတယ်ဆိုတော့ဘယ်ယာလဲဒီကျွန်တော်တို့တချို့ဒီဘောလုံးဘောရုပ်ကတချို့စီနီယာဆရာကြီးတွေကပြောတယ် ဒီလိုမျိုးပေါ့အဲ့တော့ကျွန်တော်ပြောဘာကိုကျွန်တော်ပြောရမှာလဲအစဉ်ပြေဦးတာကျွန်တော်အဲ့မှာအနောက်ရောင်းနေတာပြောတာထောက်ပံ့မှုရဲ့ကျွန်တော်ကိုဖြည့်ဆည်းပေးတယ်ဆိုတာကျွန်တော်ဘာတခုမှမရပါဘူးတကယ်မရလိုက်မရလိုက်တဲ့အပြင်ကိုကျွန်တော်ဒီကွဲနားမှာဆိုင်လေးလုပ်တာနောက်ဆုံးအဲ့ဒီဆိုင်ကိုမလွတ်လို့ဖယ်ပေးပါဟာဖြတ်ပေးပါဆိုလို့ကျွန်တော်ဖြတ်ပေးလိုက်အဲ့တော့ကျွန်တော်ဘာအတွက်ဒီဆိုင်ကျွန်တော်ဖြတ်ရတာလဲဟာ ဆိုတော့အဲ့ဆိုင်ကိုကျွန်တော်ဖြတ်ခိုင်းတဲ့အတွက်ကြောင့်ကျွန်တော်ဆိုင်ဖြတ်ပေးလိုက်ရပါတယ်ကျွန်တော်ဒီဆိုင်ကဒီသုံးနာဘောလုံးကွင်းနေရဆိုင်ကိုကျွန်တော်ဖြတ်ပြီးတော့ကျွန်တော်တခြားတက်နေရမှာကျွန်တော်အစီအပြေနေကျွန်တော်လုံးဝဖြောက်လိုက်ကျွန်တော် interview မဖြစ်ဘူးကျွန်တော်ကိုဒီအစီအပြုံးမပြေဘူးမပြောဘူးလေကျွန်တော်ပြောထားတယ်ကျွန်တော်ဘာတစ်ခုမှဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မပြောဘူး ျွန်တော်ပဲအေးစေးစေးဟိုကျွန်တော်ဘွားလေးကျွန်တော်နေနေတယ်။ဒါဒီကိစ္စကမေးလို့ကျွန်တော်ဖြေလိုက်တာ။ဘာမှကျွန်တော်တို့အဆင်ပြေမှုမရှိပါဘူး။ကျွန်တော်ဘွားကိုကြောက်ကြောက်ဖြတ်သန်းနေကျွန်တော်မိဘနှစ်ပေါက်ကြောက်လို့ချွေးတဲ့ကျွန်တော်လုပ်လို့ကျွန်တော်ပုံမှန်သွားနေတယ်။ဆိုတော့အဲ့လိုပေါ့ကောင်းလေးတင်တယ်လို့ထင်နေကြတာ။အစမ်းမွေးရအစင်ပြေသွားပြီအဆိုင်တော်မှမထွက်တော့ဘူးအခုဆိုဘလူတွေများွားပဲဘလူကအဲ့လိုပေါ့တတော်ဖျားပစ်ကြပဲကျွန်တော်ဒီခုချိန်ဒီဟိုအဲတွေ့ကျင်တာပေါ့ဟို ဒီမှာနေဘလို့ရဥက္ကရာဆိုကျွန်တော်တွေ့ချင်တယ်ဝိရင်ကျွန်တော်တွေ့ချင်တာဥက္ကရာမနေကဘလို့မကျဥက္ကရာဥစ္စာဆိုယူကျွန်တော်ကဥက္ကရာနဲ့ကျွန်တော်စကားပြောတယ်အဲနော်ဥက္ကရာကျွန်တော်အဲ့လိုလူလေးပေါ့ဒါပေမဲ့အခုချိန်နေကျွန်တော်အဲတုံးကစသပြဒနာဖြစ်တဲ့အခါအဲပထမပြဒနာဖြစ်လိုက်တယ်အဲကျွန်တော်ပြစ်တွေ့မယ်ဆိုကျွန်တော်မတွေ့လိုက်ရဘူးနောက်ကျွန်တော် အကိုပေးဖြစ်တယ်ဇန်နဝါရီဆောက်လိုက်တယ်ကျွန်တော်မထွေးလိုက်ရအောင်နောက်ဆုံး finishing အထိပေါ့နော်ကျွန်တော်အဲ့လိုလေးသွားတာဆိုတော့ဟိုဘဒုဘဒုမှကျွန်တော်ဟိုမဖြစ်ပါဘူးဟိုကကောင်းလေးမေးတဲ့အတွက်ကြောင့်အစီအပြေဝါလာဘာကြီးလုပ်နိုင်ဆိုကြောင့်ဖြစ်ပြတာနော်ဟိုဘာမှ channel ဟာတွေဟိုလူတွေကျွန်တော်မပြောပါဘူးလူတိုင်းကကိုယ့်ဘဝနဲ့ကိုယ်ဖြတ်တာကြောင့်အခုကျောင်းဘဝနဲ့ချောချောအေးဆေးသွားနေပါတယ်ဒါလေးကိုအဲ့လိုပေါ့ထင်ခံတဲ့အမြင်ခံတဲ့ဟာတွေကျွန်တော်ပေါ့အဲ့လိုမျိုးထင်ထားတဲ့အရာတွေကကျွန်တော်အခုချိန်ထိဘာဆိုဘာမှကျွန်တော်ပေါ့ဘာမှထောက်ပံ့မှုတို့ဘလို့ကအဲ့လိုမျိုးလေးတွေကဆိုကျွန်တော်မရခဲ့ပါဘူး နော်ဟို9000လို့တသိန်းလို့တော့ဖျားပေးကြတော့ကျွန်တော်မရခဲ့ပါကျွန်တော်နောက်ဆုံးအဲ့မှာဖြစ်တဲ့အချိန်မှာကျွန်တော်လာပြီးသွားတာဆိုလို့ပြေးသက်ပေါ့အပြင်ကလာတဲ့ပြေးသက်တွေအနောက်ဆုံးအဲဆိုင်ဖွင့်လို့ဆိုပြီးတော့ကောင်တာဆိုင်မှန်ကောင်တာလာလှူတာတော့နော်ပတ်စံအတတာပဲကျွန်တော်ရလိုက်ပါကျွန်တော်ကျွန်တော်မရှိပါဘူးเนาะဒါလေးသိအောင်ပြောပြကျွန်တော်ဘယ်ဘက်မှမရှိဘူးဘယ်သူမှလည်းကျွန်တော်ဟိုမှာမဖြစ်ပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ဟိုအခုချိန်နေကျွန်တော်ကိုချစ်တဲ့ပြည်သက်ကြီးကိုကျွန်တော်ဘောလုံးသမားဘွားတော်ကလည်းကျွန်တော်အားပေးခဲ့တယ်နောက်ဆုံးကျွန်တော်ဘောလုံးသမားဘွားကနားပြီးတော့အခုဒီအကျော် လိုက်ရောင်းအကျော်ရောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လိုက်ပေါ့ကျွန်တော်ပေါ့တကယ်မေတ္တာစေတနာထားပြီးတော့ဒီဘောလုံးသမားကြီးကိုဒီလိုဖြစ်တင်ပါတယ်ဆိုပြီးကျွန်တော်ဘက်ကရက်တီပေးတဲ့ပေးသက်တွေကိုဒီကျေးဇူးတင်ပါတယ်ဒါမှမဟုတ်ကျွန်တော်ဒီယာရီအားလုံးပေးသက်ယူပြောချင်တာကတော့လောကကြီးမှာလူဟာ ကိုယ်တိုင်ကိုရေးတာကိုဖြစ်ခဲ့တဲ့ဖြစ်စဉ်အတွက်ကျွန်တော်ဖြစ်တာဒါတွေအားလုံးဒီဘလုံးပွဲကြုံကြောင်းဒီအားကစားသမားဟိုဝင်းကြီးဌာနဒါမျိုးပေါ့ဖက်သွယ်တဲ့ကျွန်တော်နဲ့ပတ်သက်တဲ့ထက်ထွန်တဲ့လူတွေနဲ့မသက်ဆိုင်ပါဘူးဒါတွေဒီကျွန်တော်ကိုယ်တိုင်ဖြတ်တန်းခဲ့တာကျွန်တော်ကိုယ်တိုင်ခဲ့ခဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်ဒါကြီးကလိုင်းမော်တင်လိုက်တော့မှဟိုကပေးသင့်တယ်ဒီကပေးသင့်တယ်ဆိုတော့အရာတွေဖြစ်ကြတာဒါလေးအတွက်ကိုလည်းကျွန်တော်ကိုချစ်တဲ့ပေးသက်တွေကိုနားလည်ပေးစေချင်ပါတယ်အခုကျွန်တော်ကဒီကနေပြီးတော့ကျွန်တော်ပေးသက်ကြောကျွန်တော်အခုဘလုံးမကစားတော့သည်ဖြစ်စေကစားတော့သည်ဖြစ်စေကျွန်တော်အခုအပြင်သွားရင်လည်းဘာပဲဖယ်နေရဘဲရောကျွန်တော်မြန်မာ ားလည်းဦးစင်မျိုးသမီးဘောလုံးသားတယောက်အနေနဲ့ကျွန်တော်ကိုချစ်တယ်ခင်တယ်ဘာပဲပြောအခုချိန်ဒီအပိနေတဲ့အတွက်ကျွန်တော်ကျေးဇူးတင်ပါတယ်ရှေ့ဆက်ပြီးလည်းကျွန်တော်မှရှိတယ်အားရင်အပိနဲ့ကျွန်တော်ကစားသမားလိုပဲဖြစ်ဖြစ်နေပြစီအတယောက်နဲ့ပဲဖြစ်ဖြစ်အုပ်ချုပ်သူတယောက်နဲ့ပဲဖြစ်ဖြစ်နိုင်ငံအတွက်ဘာပဲပြောထောက်ပံ့ပေးမှုရတဲ့အရာအနေနဲ့ကျွန်တော်အများကြီးထောက်ပံ့ပေးပါမယ်ကျွန်တော်ဆက်လက်ပြီးအပိပေးပါအောင်လည်းပြောချင်ပါတယ်ခင်ဗျာ